နိဗ္ဗာန်ရောက်ကြောင်းကိုကောင်းကောင်းသမှုရိယဖြတ်နိုင်တဲ့မဂ္ဂသစ္စာကိန်းအောင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါမှဥပါုံရေနေရာကြမယ်ကောင်းစားဖြစ်မယ်နော်အဲ့တော့ဘုရားခင်ဂုရုမြတ်ကြီးက55ဝါကာလပတ်လုံးနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းအဖြစ်ကိုနိဗ္ဗာန်ရောက်ကြောင်းဖြစ်တဲ့အလုတ်တေဒီပဲဟောသွားတယ်တချို့ကြတယ်သုခတိရောက်ကြောင်းပဲဟောသွားတယ် ထာဝရပြစ်မတင်ကြပါနဲ့လို့ခွန်ကြီးတို့ကဒကာဓမ္မတွေကိုတောင်းပန်ရမှန်ပါပါနိဗ္ဗာန်ရောက်ကြောင်းမှနားမထောင်နိုင်တဲ့ပုဂ္ဂိုလ်သူ့အတိပို့ခဲ့ရမှန်ပါပါနိဗ္ဗာန်ရောက်ကြောင်းနားထောင်နိုင်တဲ့ပုဂ္ဂိုလ်ကျတော့နိဗ္ဗာန်ပို့ခဲ့ရမှန်ပါပါဒါရင်အားလုံးဒကာဓမ္မတွေကအော်ပုဂ္ဂိုလ်မျိုးမျိုးရှိလို့ဘုရားရှိမှပြန်အကောင်းကြီးဖြစ်တယ်ကြည်ကျင်လို့သူ့အတိလည်းဟောတော့တာပဲမှန်ပါပါညီမကြီးလည်း နိဗ္ဗာန်လေဟောသွားတာပဲဆိုတော့ဟောတဲ့ပုဂ္ဂိုလ်ကတော့ဗျင်ကရမကရုဏာရှိနေတော့တခါသေးအပေသောတဲ့ပုဂ္ဂိုလ်သူဒီပုဂ္ဂိုလ်ပါပဲသဘောကျအင်းသူဒီတဲ့သတ္တန်တဲ့ပုဂ္ဂိုလ်ကြကံနဲ့မြမပြေပုဂ္ဂိုလ်ပါပဲအာမြမပြေတောင်းမလဲနေရာမရသေးပါဘူးလို့မြမပြေထက်တန်းရောက်နိုင်တဲ့ကိလေသာနှဲပါတဲ့ပုဂ္ဂိုလ်ကြပြန်တော့လေသိတဲ့အတိုင်းပဲကိလေသာချုပ်တဲ့နိဗ္ဗာန်ပို့ပို့ရဟောအဲ့တော့ ဘယ်မှမပင်ခင်တဲ့သူဒီယောက်ျောင်းကိုယ်တဲ့ဓမ္မတွေအော်ချိုးကြဟောရပြီမှာပဲဓမ္မပြယောက်ျောင်းကိုယ်တဲ့ချိုးကြဟောရမှာပဲတဲ့နိဗ္ဗာန်ယောက်ျောင်းကိုဒါကြပြပုဂ္ဂိုလ်ကမျိုးမျိုးရှိနေတာဘူးညအင်းဟောသံဃာလေးဒီမှာရှိတယ်လို့ကြားရတော့အားလုံးမသိတဲ့အတိုင်းဘုရားနဲ့ရှင်သာရိပုတ္တရာဆွမ်းခံသွားတော့သံဃာလေးဒီမှာကြီးကတုံတုံကြီးနဲ့ဘုရားရှိကမ်းမှန်ကမ်းလှုပ်နေတဲ့ ကန္နာကန္နာဆိုတာအိုးလုံးမသွားနိုင်ကြဘူး။ဘုရားကကြည့်လိုက်တဲ့အခါကျတော့ပြုံး။ရှင်မောကလကသာပြုံးလာကြည့်လိုက်တော့သိ။အော်ဟိုနာကျနွားခွေသေးတော့မှာပဲဆိုတာသိ။အဲ့ဒီနွားခွေသေးမဲ့ပုဂ္ဂိုလ်သိနေတဲ့ပုဂ္ဂိုလ်ကြတော့ဘုရားခင်ကိုရမေကြီးကဘယ်နဲ့လုပ်ပြီးဒီချင်းဟန်နှခန္ဓာရှုခဲ့သစ္စာလေးပါးဆိုင်အောင်လုပ်ခဲ့လို့ ပြောချင်များဥပါဝရှိသေးရဲ့ဒီဘုရားနဲ့သောင်းခံသွားအခုတွေ့ပြီဟိုနားနဲ့နွားခွေတင်မှာကိုအဲ့ဒါကြတော့ခဏကနိဗ္ဗာန်ရောက်ကြအောင်ဟောလို့အချိန်ပြည်သေးရဲ့မမီတော့ရှင်သာရိပုတ္တရာကကဲဘာမှလည်းဟောခြင်းမရှိဘူးဘာမှလည်းပြောခြင်းမရှိဘူးသေပဲသွားမှဆိုရတယ်ဘာမှလည်းမသိဘူးဒီမှာကြီးဘုရားဝတ်ချိုက်စမ်းဘုရားဗုဒ္ဓံတဏ္ဍာန်ကိစ္စမိဆိုလိုက်စမ်းဒါတော့နဲ့ပဲ တင်းတိမ်ပြီးဒီကလာသူ့အချိန်ကဒီလောက်ရတာကိုသဘောကျလားသူ့အချိန်ကဒီလောက်ရတော့သူ့အချိန်ပဲဗုဒ္ဓနုဒ္ဓရီပဲဟောလိုက်ရပါပါဘုရားဒီပြန်သစ္စာလေးပါဟောလိုက်ရသေးပါပါဘာကြောင့်မဟောရပါလိမ့်မလဲလို့ဘုန်းကြီးတရားဓမ္မတွေကတွေးလုံးထုတ်ပါလားအချိန်မရအချိန်ကမရပါပါအချိန်ကမရပါပါ မရတဲ့ဘောမှာတုံတုံကြီးနဲ့အသက်ကကြီးမှသစ္စာလေးပါဟောလို့လေတခါသိဘယ်နဲ့လုံးအသက်ကလည်းကြီးပြန်ဒေကံကလည်းနီးပြန်ဒီပုဂ္ဂိုလ်ကြတော့ဘယ်လိုမှမတတ်နိုင်တဲ့အတွက်ဓမ္မကြီးဘုရားရှိခိုးလိုက်ဘုရားဥတိုက်လိုက်ရှင်သာရိပုတ္တရာကဥပအောင်နောက်ကတိုးရရှာဒါနဲ့ရှိခိုးပြီးဒီကလာဟောနာကြတော့နွားခွေတရားပဲဒီရှိခိုးတဲ့ကုသိုလ်လေးကြောင့်သူ့ဝိတိတော့ရောက်သွားတယ် ဒါကြတော့မဟောတယ်မလားဟောတယ်ဟုတ်ပါဘူးတပည့်ကြ။ဂိုင်းကဖြင့်ခွင့်လင်ကဝိညာဉ်ရည်ပုံနာကြီးတို့ကြတော့ဟိုတဲ့ဘုရားကရှင်သာရိပုတ္တရာကဟောလိုက်တယ်တဲ့။ဓမ္မသာရိပုံနာကြီးကြတော့ဓမ္မသာရိပုံနာကြီးကြတော့တေဂံကြီးရှင်သာရိပုတ္တရာသွားဟောတယ်။နတ်ပြည်ရောက်ကြောင်းကောင်းသလား နတ်ပြည်ကဘယ်ပြည်ကောင်းလဲဗြဟ္မာပြည်ကောင်းတယ်ဆိုပြီးဟော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 သွားတော့ဗြဟ္မာပြည်ရောက်ဗြဟ္မာပြည်ရောက်တဲ့တရားဟောပြခဲ့လို့ဗြဟ္မာပြည်ရောက်ကြောင်းဟောနှောင်းသွင်းလိုက်လို့ဗြဟ္မာပြည်ရောက်သွားတယ်ဒနေသာရီဘုံနာကြီးကြလားအဲ့ဒီကြတော့ရှင်သာရိပုတ္တရာဒီတရားဟောပြီးကြလားတခါကျွတ်ပြန်သွားတယ်နော်ပြန်သွားတော့ဒီဘုံနာကြီးကသူ့ပြည်စိတ်ကြပြီးဗြဟ္မာပြည်ရောက်သွားတယ် ငါပြန်ရောက်ပြီတခါတော့သွားတဲ့ပုဂ္ဂိုလ်ဖြစ်နေတော့ရှင်သာရိပုတ္တရာကလည်းဖယားစီသွားတော့မင်းမရပြန်ခဲ့ဘူးငဏ္ဍရာဟိဘုံနာကြီးတရားဟောခဲ့တယ်ဗျာ။ဘာတရားဟောခဲ့ုံ။ဇမပြေယောက်ျောင်းဟောခဲ့တယ်ဗျာ။ဒါအောင်ဇမပြေသူယောက်ျောင်းကိုနှုတ်သွင်းနေတဲ့။ဆိုတော့ဖယားက"အော်မင်းတရားဟောညံ့တယ်။နိဗ္ဗာန်ရောက်မဲ့ပုဂ္ဂိုလ်ဇမပြေယောက်ျောင်းမင်းကသွားပြီတခါတော့ဟောတယ်" သွားမင်းပြန်ဟောကြည့်အောင်ဆိုပြီးကမင်းတရားဝညာနေဆိုပြီးမြမပြေးလိုက်ဟောတဲ့ရန်တာဖြစ်သေးတယ်။ဒီလိုကိုကြတော့လဲမှီတဲ့လိုက်ပဲတင်လိုက်ရပြန်တယ်။သဘောကျ။အဲဒီမှာတော့ဘုန်းကြီးတို့ဒကာဓမ္မတွေမှာအားလုံးနဲ့သိအောင်လဲနားထောင်ပါနိဗ္ဗာန်ရောက်ကြောင်းတစ်ခုပဲအဓိကထားနေတယ်ဆိုတာမှတ်တာပေါ့။ဘာအဓိကထားပါလဲ။နိဗ္ဗာန်ရောက်ကြောင်းအဓိကထားပြီးကြတာနေတော့တယ်ဆိုတော့ဆရာမှတ်ထားလိုက်တော့ ခဏငါတရားရှိလိုက်ကလေးကဒကာဓမ္မတွေသိပါပြီဘယ်ခံအရာရဆရာမရဏခေါင်းဆောင်ပြီးမွေးခဲ့ရတယ်ဆိုတာသိတော့ဗာသစ္စာသိပါပါဘာဖြင့်ဘယ်ခံသာဒီနတ်ခန္ဓာဗမခန္ဓာဘယ်ခန္ဓာကြိုက်ကြသရောကြိုက်ရင်ဆရာမရဏကြိုက်တာသိပါပါကြိုက်ရင်ဘာကြိုက်လဲသိပါပါ ရားမာနကြိုက်တယ်ဆိုတော့ဒါယူလို့ကြိုက်တယ်မှန်ပါပါဘုရားမာနကြိုက်တာကယူလို့ကြိုက်တယ်ဇာမာနဇာရဒုက္ခကိစ္စမရဏရဒုက္ခကိစ္စဆိုတော့သူကြိုက်နေတာဒီတကားသိကိလေသာယူယူလို့ကြိုက်တယ်မှန်ပါပါဆိုလိုက်မဆိုလိုက်မှန်ပါပါအဲ့ဒါလေးစဉ်းစားပြီးကြည့်တဲ့ခါကျတော့မှဒီဘုန်းကြီး ဘုရားဓမ္မတွေကဲပို့ဆောင်တင်းနေတဲ့အဘိဓိပဲပါပါလိမ့်မလို့ဆိုလို့ရှိရင်ခန္ဓာဟူသိဇတ်သိမ့်ဖို့တင်းနေတယ်ဘာပါလဲဘာပါလဲခန္ဓာဇတ်သိမ့်ဖို့ရေးကြည့်ဆုံးပဲနော်ဘယ်နဲ့ရောက်ဒီလောက်အဓိကထားရပါလိမ့်မလို့ဆိုတော့ဒီပုဂ္ဂိုလ်တွေကသေပို့ဆောင်တင်းလို့ရှိရင်ဖြင့်ဒီတရားနားရတယ်ဆိုတဲ့အတူ ဘယ်နည်းနဲ့ဆိုရောက်ရတာမလဲဒီဘဝမရနောက်ဘဝရောက်ရမယ်ဆိုတာကသိချမ်းနေအဲ့ဒါရောက်ဒကာဓမ္မလေးတရားကိုမကြိုက်လည်းနာပြီတော့မကြိုက်လည်းအာထုတ်တပည့်ကြကြိုက်လည်းအာထုတ်ဒါဆိုတော့ဦးလာဘုရားတင်းလာကြီးလာလို့မစုံနဲ့ကိုယ့်မျက်လုံးကဇုံလုံးကားဖြစ်နေတော့ ရှည်သောလုံးဆောင်ကောင်းကြတော့တာကိုကနောက်ကဖိလိုက်ပြီတော့ကိုမျက်လုံးအတွက်တော့ထဲမစင်းစားနဲ့တပည့်ကြကိုမျက်လုံးအတွက်ထဲမစင်းစားနဲ့ဆိုတာအမေမွေးတဲ့ကိုကဘာမှမပါခဲ့တယ်ယုံနာလည်းမသိဘူးဗျာအနိစ္စဒုက္ခလည်းဒုက္ခသစ္စာလည်းမသိတာဇုံလုံးကမွေးလာတဲ့ဥစ္စာကိုဇုံလုံးကဆင်ရဲထူးနေတယ်မဖြစ်ဘူးမှန်ပါပါ ဖြစ်ပါမလားမဖြစ်ပါဘူးဗျာ။ဇုံလုံးကားကစင်ကြယ်ထူးနေလို့ရှိရင်အလွဲနဲ့ချော်ပဲရောက်သွားတယ်။မှန်ပါပါဗျာ။တဘောကြ။အဲ့ဒါကြောင့်ဇုံလုံးကားစင်ကြယ်ထူးတဲ့တရားပွဲတော့မဖြစ်ပါလိမ့်နဲ့။မှန်ပါပါဗျာ။ဒါကလက်တို့ကြီးခင်ဗျားတို့အိမ်ကြမှာဘုန်းကြီးကတော့ဟောချတာပဲကိုယ်လည်းအထုပ်ပါရဲ့။သူ့အတိလောက်များရောက်နေကြည့်မလား။ဘာချော်သေးတယ်ပါလဲအိမ်ကြလုံးနေနဲ့ခင်ဗျားတို့က။လက်တို့ဒီတို့တို့တို့နဲ့အင်းမိဘရောက်ခွေကျုပ်အားရထုတ်တာပဲပါ အာနေရပြ်ကလေးောရှိ်ဖြ်ပြဆိုရောက်နိုင်နိဗ္ဗာန်ကိုပြပြမြင်ရောက်မှာပဲဆက်သာအထုတ်သွားပြပြမြင်ရောက်ရမယ်ဆိုတာသိကြတယ်အဲဒါကြောင့်ဒါမှအားလျှော့နေကြမလို့ဘူးတနည်းကဘိက္ခုနီမတွေအားလျှော့တဲ့ဘိက္ခုနီမသောတာပန်လောက်တည်တယ် အကြက်တဲ့ပုဂ္ဂိုလ်ရဟန္တာတောင်ဖြစ်သွားတယ်ဆိုတာရှင်နန္ဒကတရားဟောတော့တကသိကြားလိုက်ပြီ။ဒါကြောင့်ကိုယ်စိတ်ကိုခမင်းမြင်ထားပါ။ငါတို့ဒီဘဝခန္ဓာစသိငိမ့်နေနေပါအရာယူမယ်။ဒီခန္ဓာမုံရင်ရရမယ်။သဘောကျ။ဒီခန္ဓာမုံရင်ရရမှာဧကံဖြစ်နေတယ်ကရမှရပါမလားဆိုတဲ့တန်လျာဝိရိယကိစ္စတွေမသုံးပါဘူး။ ဘုန်းကြီးပဲရောင်းတာတောင်ခံဖို့အင်္ဂုတ္တပါဠိမှာဒီဘုရားမရတဲ့ပုဂ္ဂိုလ်နောက်ဘုရားရဒီဘုရားရပြီးသားပုဂ္ဂိုလ်နောက်ဘုရားကိစ္စပြီးတာပဲသဘောကျအဲ့ဒါသေချာသိနေတော့ဘယ်ခန္ဓာကောင်းတယ်ဆိုတာဖြင့်မယောင်လိုက်ပါနဲ့သဘောကျဘယ်ခန္ဓာကောင်းတယ်လို့ပြောလို့ရှိရင်ဘယ်မှအတုပါချစရာမပါဘူးဗျာတွတ်ဆန်းတွတ်ဆန်းကြမှန်ပါပါ ဘယ်ခန္ဓာကောင်းတယ်ဆိုရင်ဖြင့်ဘယ်ခန္ဓာအတုပါချရတယ်လို့ပြောစရာကမလာဘူးမလာဘူးတကယ်သိစမ်းသပ်ကြည့်ကြအောင်ဘာလို့လဲဓမ္မတွေပေါ်ကြဘယ်ခန္ဓာကောင်းတယ်လို့ဆိုရင်အတုပါကိစ္စရှိရပါမလားမရှိပါဘူးအခုတော့ဘယ်ခန္ဓာလာလာဘာကိစ္စတွေကတွေ့ရအတုပါပါပါ အတုပကိစ္စတွေကတွေ့ရတယ်ရှင်လုံးလည်းကျင်းကျင်းငယ်ဆွမ်းရတယ်ဝန်းနဲ့အတုပတွေရှိလို့အတုပတွေအတုပကိစ္စရွတ်ဆောင်နေရတယ်ဘာကြသေတော့လည်းကမြောင်းမရှိရင်တော့သုတ်တံဖို့ပြီးဒကာတွေလေးပဲတွင်6ပဲတွင်လည်းမှာလေးပဲလောက်တူးပြီးပြုတ်ပြရနာမဆောမဆိုးလို့ပေါ့ဗျာ ပေါ်ကြ။ဒါဖြင့်ဘေခန္ဓာဒီကောင်းတယ်လို့ဆိုတာခမားတို့ကျင်းကျင်ငယ်စွန့်ရတာ၆သဖြင့်လည်းအတုကပဲ။ရှင်းလုံးလေ။အဲဒီတဲ့ခါရွာပြင်ထုတ်မြို့ပြင်ထုတ်ရတာကျင်းကျောင်းလည်းပါတော့။အဲဘေခန္ဓာကောင်းတယ်လို့ပြောနေလို့ရှိရင်အပြောသမားလာဖြစ်တော့မယ်အလောက်ကပြင်မကောင်းတာအပံပဲ။